အားလုံးပဲမင်္ဂလာပါလူချင်းမေတို့ life insurance လို့ခေါ်တဲ့အတက်အမကန်ဝယ်တော့မယ်ဆိုရင်ထက်တွင်းစဉ်းစားရမယ်အရာတွေအများကြီးထက်ကတခုပါလဲဆိုတော့လူချင်းမေတို့ရှောက်ပေးတဲ့ကူညီပေးတဲ့ပွဲစားတယောက်အကြောင်းလည်းသိဖို့လိုတယ်နော်60ရာခန့်နှုန်းသောပွဲစားတွေဟာဆိုလို့ရှိရင် life insurance ရောင်းတဲ့စီးပွားရေးလောက်တယ်ဆိုရင်ကြကြမခန့်ဘူးတဲ့ online ပုံမှာတင်များတင်တဲ့အစီရင်ခံစာရဆိုရင်လေ life insurance ရောင်းတဲ့အလုပ် life insurance ပွဲစားလောက်တာရေရှည်တီတမခန့်ဘူးတဲ့အများဆုံးနှစ်နှစ်သုံးနှစ်လောက်ပဲအလတ်လောက်ကြပြီးတော့မှအဲ့ဒီအလောက်ကနေစီးပွားရေးနေသူတို့ထွက်လိုက်တယ်တဲ့နောက်တစ်ချက်က continue education တွေလည်းသူတို့မတက်တော့ဘူးတက်တင်တက်ထိုက်တဲ့ training တွေလည်းသူတို့မတက်တော့ဘူးအရေးကြီးဆုံးအချက်ကပါလဲဆိုတော့သူတို့ဆက်လက်ရောင်းမဲ့လူတွေမရှိတော့ဘူးပေါ့နော်သူတို့အတွက်ဖောက်တယ်မရှိတော့လို့သူတို့ကအဲ့လောက်ကိုဆက်လက်မလုပ်တော့ဘူးပေါ့နော် ရောင်းမဲ့လို့မရှိပေမဲ့လို့လဲလိုက်စင်ကိုဆက်လက်ကိုက်မယ်ဆိုလို့ရှိရင်တော့လစင်ကျင်းဆောင်ရတယ်နေ့စင်ကျင်းဆောင်ရတယ်စသည်ဖြင့်ပြီးတော့နောက်တစ်ချက်က continue education training တွေပါရဆက်လက်တက်ရမယ်ဆိုတော့တို့လည်းအချိန်လည်းမကုန်ခံနိုင်တော့များတော့အဖြစ်တကယ်ပြောရမယ်ဆိုရင်60ရာခိုင်နှုန်းတော့ပွဲစားတွေကဒီ life insurance ရောင်းတဲ့အလောက်ကိုနှစ်နှစ်၃နှစ်လောက်ပဲတို့လွတ်လောက်နိုင်တယ်တဲ့ဒီဗီဒီယိုအတိအကျလောက်ရတဲ့ရည်ချက်ကဒီလိုလူချင်းမေတော့အင်္ဂလိပ်စကားပြောတတ်တယ်ကွာစာလည်းဖတ်တတ်တယ်ရေးတတ်တယ်ဆိုရင်ပြဿနာမရှိဘူး နော်လူချင်းမျိုးကိုဆက်လက်ကူညီမဲ့ပွဲစားမရှိလေကိုယ့်ဟာနဲ့ကို customer service တွေဖုန်းခေါ်လို့ရတယ်စာရေးလို့ရတယ် online ပေါ်မှာတက်ပြီးတော့ကိုယ့် account နဲ့ကို creation လုပ်လို့ရတယ်နော်ကိုယ့်ရဲ့ customer photo နဲ့ကိုဝင်ပြီးတော့ကြည့်လို့ရတယ် manage လုပ်လို့ရတာပေါ့နော်အဲ့မဲ့ကျွန်တော်တို့ထက်တွေ့စဉ်းစားပေးရမှာကအင်္ဂလိပ်စာမတတ်သေးတဲ့ကျွန်တော်မိဘတွေအင်္ဂလိပ်စာလည်းကောင်းကောင်းလေးမပြောတတ်သေးတဲ့ကျွန်တော်ဆွေမျိုးတွေအတွက်မိသားစုတွေအတွက်တို့ဘယ်လိုလုပ်မှလဲ အရင်နှစ်တည်းမှာသူတို့ကူညီပေးခဲ့တဲ့ပွဲစားကအဲ့ဒီ insurance business ကိုသူတို့ဆက်လက်အလုပ်မလုပ်တော့ဘူးဆိုလို့ရှိရင်ဘ누구ကသူ့ကိုဆက်လက်ကူညီတော့မှာလဲရောက်လာတဲ့စာတွေဘ누구ကကူညီပေးဘာသာပြန်ပေးမှာလဲ online account ထဲမှာအပြောင်းအလဲတစ်ခုခုလုပ်ဖို့ဆိုလို့ရှိရင်တော့ဘ누구တွေကဆက်လက်ကူညီပေးမှာလဲအင်္ဂလိပ်လိုဆိုလို့ရှိရင်တော့ often clients လို့ခေါ်တယ်နော် often clients လို့ခေါ်တယ်မြန်မာလိုဘာသာပြန်ရမယ်ဆိုလို့ရှိရင်တော့ life insurance ဝယ်ထားတဲ့ဖောက်တဲ့တယောက်ကသူ့ကိုကြီးစုဆောက်ရှောက်မဲ့ပွဲစား agent မရှိတော့ဘူးပေါ့နော် တို့မြန်မာတိုင်းသားတွေထဲမှာဆိုရင် offer clients ဖြစ်သွားတဲ့လူတွေအများကြီးပဲခုတလောเนาะ life insurance light ရောင်းပေးတဲ့ချင်တော့ပြောကောင်းတယ်ဆိုကောင်းတယ်ကူညီပေးတယ်တစ်နေ့နှစ်နေ့ကြတော့ကူညီပေးတဲ့ပွဲစားတစ်ယောက်က insurance မှာ तू မရောင်းတော့ဘူးအလုံးမလုံးတော့ဘူးအဲ့ဒီအချိန်မှာ insurance ဝယ်ထားတဲ့တို့မြန်မာတိုင်းသားတယောက်ကအကူအညီလိုအပ်လာပြီဆိုလို့ရှိရင်တော့ဘဒုစီကိုတွားပြီးတော့ကူညီတောင်းပါလေအရင်တော့ license ရကူညီခဲ့တဲ့ပွဲစားတယောက်စီမှာမေးပြီးတော့အကူအညီတောင်းမယ်ဆိုရင်လေအဲ့ဒီပွဲစားတယောက်ကသူ license မရှိတော့ဘူးဆက်လက်ကူညီပံ့ခွင့်မရှိတော့ဘူး ဲ့လိုမျိုးဖြစ်သွားတာပေါ့နော်ဆိုတော့အကူငီမဲ့ပွဲစားမဲ့တဲ့ကျွန်တော် live insurance ဝယ်ထားတဲ့မြန်မာတိုင်းတာတွေအများကြီးရှိတယ်နောက်နောက်ကြာရင်အခက်ခဲတစ်ခုခုနဲ့တွေ့လိုက်ရောဘဒုစီကိုတွားပြီးတော့အကူငီတောင်းအောင်ပါလဲစားရဖြစ်မေးစရာတွေဖြစ်လာတာပေါ့နော် live insurance ဝယ်ပြီးပြီဆိုတော့ပြီးပြီလေမတတ်နိုင်တော့လေနော်ပွဲစားအတိတ်ကိုပဲဆက်လက်ရှာလိုက်တော့ပေါ့ဒါပေမဲ့အခုအဓိကလောက်ရတဲ့ရွေချက်က live insurance မရှိသေးတဲ့မွေရသေးတဲ့ကျွန်တော်မြန်မာတိုင်းတာတွေ live insurance ဝယ်မယ်ဆိုရင် ထက်တွင်းစဉ်းစားရမယ့်အချက်တွေအများထဲကလေတစ်ချက်ကပါလဲဆိုတော့ပွဲစားအကြောင်းလဲကောက်ကောင်းလေးတိပါနားလဲပါဒီပွဲစားက life insurance ဆိုတဲ့ပွဲစားအလုပ်အလုပ်လောက်တာဘယ်လောက်ကျသွားပြီလဲဘယ်နည်းလောက်ရှိပြီလဲကျွန်တော်ကျမဒီပွဲစားစီမှာ life insurance ဝယ်ပြီးတော့လာမဲ့တနေ့တနေ့တောင်းလင်းလေးကျလို့ရှိရင်အကူအညီလိုအပ်ရင်သူ့စီမှာအကူအညီတောင်းလို့ရပါမလားဆိုတဲ့မင်းကုန်းလဲထက်တွင်းစဉ်းစားပေးပါစမတပိမတဘာသာစကားမတတဲ့ကျွန်တော်မြန်မာတိုင်းသားတွေအတွက် ဒီမင်းကုတ်ကလည်းအင်မတန်မှအရေးကြီးတယ်နော်။ဒီနှစ်နှစ်တစ်ချိန်ကြာရင်ကျွန်တော်အခက်ခဲနဲ့တွေ့ကြုံရတဲ့အချိန်ကြာလို့ရှိရင်တော့လူချင်းမေတို့ဆက်လက်ကူညီပေးနိုင်မဲ့ပွဲစားဆိုတာလူချင်းမေတို့နားမှာမြေသာရှိဖို့လိုအပ်တယ်နော်။အနားမှာဆိုတာတကယ်လူချင်းမေတို့မြို့ထဲမှာမဟုတ်ပါဘူး။အချိန်မရွေးဖုန်းခေါ်လို့လည်းရတယ်၊အီးမေးရေးလည်းရတယ်၊စာရေးလည်းဖြည့်ပေးတယ်စသဖြင့်ဒီလိုပွဲစားမျိုးနဲ့လူချင်းမျိုးတို့ဆက်လက်ပြီးတော့ life insurance ဝယ်ဖို့တင့်တယ်လို့အကြံပေးခြင်းပါတယ်နော်